မင်္ဂလာပါရှင်မန္တလေးကစ်တစ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်ကျမတို့ channel ကလေးနောက်ဆုံးသတင်းများကို channel တစ်ပြင်အစားတင်တင်ဆက်ပြီးတော့မှဖြစ်ပါရရှင်စာအနာသိမှုကိုစမ်းကျင်ဆန္ဒပြခဲ့ကြသောပြည်သူဧတရာကျော်စင်အပါဝင်တရုတ်ဆောင်များကိုစစ်တရဲအတရားရွေးကောက်ပွဲထောက်ခံတဲ့လှုပ်ရှားမှုများတွင်ပါဝင်ခံပြန်ကြောင်းသိရပါတယ်အကြံပေးစစ်တရဲအနာသိမှုကိုစမ်းကျင်ဆန္ဒပြခဲ့ကြပြီးပြည်သူဧတရာကျော်စင်အပါဝင်တရုတ်ဆောင်များကိုစစ်တရဲအတရားရွေးကောက်ပွဲအတွက်အမဲပေးရင်းနဲ့ထောက်ခံ ်ပါဝင်ရေလှုံ့ဆော်မှုများတွင်ပါဝင်ခိုင်းပြန်လာဖြစ်ပါရယ်။နိုဝင်ဘာလ9ရက်နေ့မှစတင်ပြီးရန်ကုန်မြို့တွင်စစ်တပ်ကတရုတ်ဆောင်များအမှုပညာရှင်များကိုအသင့်အကျက်ဖိအားပေး၍ရွေးကောက်ပွဲထောက်ခံမဲ့ပေးလှုံ့ဆော်မှုများတွင်ရိုက်ကူခိုင်းနေခြင်းဖြစ်ပြီးရေလှုံ့ဆော်မှုတွင်စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြခဲ့ကြရယ်။ပြည်သူဦးပိုင်တကွန်အင်တာဂျန့်အပါအဝင်မင်းသားမင်းသမီးများကိုစစ်တပ်ကပါဝင်တရုတ်ဆောင်ခိုင်းခြားဖြစ်ပါရယ်။ စစ်တပ်ရဲ့အတွင်းရရွေးကောက်ပွဲ6ခန်းနဲ့လှုပ်ရှားမှုများကြွေအကယ်ဒမီပြည်သူ့အကယ်ဒမီဆန်ဆိုင်ခန္ဓာအကယ်ဒမီထွန်းထွန်းအကယ်ဒမီရွှေချူညီနန်တာဟေးဝင်းရန်ပိုင်တခွန်အောင်ရလေးအလင်းရောင်တိုင်ရွန်လွန်ပိုင်ကျော်ချက်အောင်သူအောင်အကယ်ဒမီထွန်းအစ်တရန်ဘိုအကယ်ဒမီခိုင်းတိန်ကြီးအကယ်ဒမီအစ်တရန်ဂျော်ဆန်အကယ်ဒမီဆိုပြည်တစင်အကယ်ဒမီဖွေဖွေအကယ်ဒမီဝမ်မုတ်ရွှေရဲ့အကယ်ဒမီချော်ရတဲ့အကယ်ဒမီအေမြတ်တို့အကယ်ဒမီဝမ်မုတ်ရွှေရဲ့ အကယ်ဒမီရှင်မိုရတီအကယ်ဒမီ KOW မိုဟေကိုရွှန်းဝတီလွင်မိုပုံမမီတာယတနာဘုံတင်စာဝင်းကျော်ဖူးစုံနော်ဖော်အထာစာဝရင်မီမေပကြီးတဲဆုငယ်မေမီကိုကိုနဲ့ရွှေမီတမီတို့ပါဝင်ရိုက်ကူးစစ်ခြင်းဖြစ်ပါရင် အတုတ်လိုက်အတုတ်လိုက်သူတို့ရိုက်ကူးရေးတွေလောက်ခိုင်းနေတာ policy ဇလန်တွေလည်းအခုတောက်လျှောက်ရိုက်ခိုင်းနေတယ်လူမင်းတို့က director အဖြစ်ပါဝင်ပြီးလှုပ်ပေးနေရပါတယ်အဲဒီဇလန်တွေကလည်းမကြမီလွတ်မယ်လို့သိရပါတယ်လို့မြန်မာရှင်အတမ်းဝက်ကပြောဆိုထားပါတယ်အော်တိုဘလန်30ရက်နေ့အကျန်းဖက်စတန်လောက်ကပြန်ကြရင်းနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှညွန်ချုပ်ဤကျွဲကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးတွင် ရုပ်ရှင်အတိုင်းဝဲကိုခေါ်ယူသိဆုပ်ခဲ့ပြီးလာမယ်ရွှေကပွဲအတွက်စစ်တကပြုလုပ်မဲ့ဝါရပြန်အလေညာအစီအူရများတွင်ပါဝင်တရုတ်ဆောင်ရမှာဖြစ်ကြောင်းလူငယ်ဖြစ်ပြန်တဲ့လူမြောက်လာသောအနုပညာရှင်တရုတ်ဆောင်များပါမကျန်ပါဝင်ရမှာဖြစ်ကြောင်းအကယ်၍ငြိမ်းဆန်ရင်အထက်မဲ့အရာအရေးယူမိဟုဖိအားပေးပြောဆိုခဲ့ပြီးနောက်ရင်ကဲ့သို့စစ်တရက်ဝါရပြန်လှုပ်ရှားမှုများ ပါဝင်လာရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်တပ်ကထုတ်လွှင့်ပြတိုက်ခဲ့တဲ့အထက်တမိုင်းကိုဒုတ်ဆိုင်မဲ့သူများရွှေကောက်ပွဲစဉ်အလင်းညာဝါဒဖြစ်စလန်ကိုလူမှုကွန်ရက်ကနေတစဉ်ဝေဖန်ခဲ့တီးဟုဆိုကာဒရိုက်တာမိုက်တီခေါ်တန်ထွန်းသောဇဘူတေဥဆောင်ဂျော်ဝင်ချွတ်ခေါ်ဂျော်မင်ထွန်းနဲ့ဟာတာတီဥဆောင်အုံတိုင်းခေါ်ဆောမြင့်ဒရိုက်တာအောင်ချန်လူရုပ်ရှင်ဒရိုက်တာတက်လွင်ခေါ်စပြုတက်ထွန်းနဲ့လို့ကိုစစ်တပ်ကဖမ်းဆီးချပြီးရွှေကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားခဲ့တာပဲဖြစ်ပါရယ်။ ဆက်လက်ပြီးတော့စစ်တရေအရွယ်ကောက်ဘက်ကိုထောက်ခံတဲ့အလုံရှာမှုကမ်ပိန်းတွေနမဲကျော်မင်းသားမင်းသမီးနဲ့အလူပညာရှင်များအားလုံးပါဝင်ရေး Forever Group မှာစစ်ထောက်လမ်းရေးဟောင်းအရာရှိဟောင်း တိန်ထွန်းအောင်ကမူစီဖျားပေးနေတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြမှာဖြစ်ပါရယ်ဂျမ်ပစတရဲ့ရွေးကောက်ပွဲကို၆ခန်းနဲ့လှုပ်ရှားမှုကမ်ပိန်းများတွင်နမဲကျော်မင်းသားမင်းမီးများနဲ့ဥပညာရှင်များအားလုံးပါဝင်ရေး Forever Group မှစစ်ထောက်လမ်းရေးဟောင်းအရာရှိဟောင်းတိန်ထွန်းအောင်ကမူစီဖျားပေးနေကြောင်းပြင်ကြားရေးဝန်ကြီးဌာနတရရင်မြစ်ကအတည်ပြုထားပါရယ်စစ်တပ်တို့အပတ်စဉ်နဲ့စနစ်ကြောင်းဆင်ဖြစ်ခဲ့တဲ့စစ်ထောက်လမ်းရေးဟောင်းလည်းဖြစ်ပြင်ကြားရေးဝန်ကြီးရဲ့ညွန်ကြားရေးမှုဟောင်းလည်းဖြစ်တဲ့တိန်ထွန်းအောင်ကစစ်တရဲ့ရွေးကောက်ပွဲကို၆ခန်းနဲ့လှုပ်ရှားမှုကမ်ပိန်းများအားလုံးတွင်ဥပညာရှင်များအားလုံးအဆိုတော်များ များအလောက်ပါဝင်ရဲ့အတွေ့အဓိကဦးစီးလှုပ်ဆောင်ဖျားပေးနေတဲ့သူဖြစ်ပါရယ်။ပြန်တိုင်းဝန်ကြီးမှမအုပ်ကလည်းစစ်တပ်တို့တပတ်စင်ထဲအတူတူတက်ခဲ့တဲ့တိန်ထွက်အောင်ကိုစစ်တပ်ရဲ့ policy လေးလေးဝါရဖြစ်တဲ့လှုပ်ရှားမှုများနဲ့ policy လေးရုပ်ရှင်ဇာတ်လမ်းများရှာကူရတာဝန်ပေးအပ်ထားကြောင်းသိရပါရယ်။တိန်ထွန်းအောင်မဒုစစ်ကောင်စာဆိုဝင်တဲ့ဒုတိယဗိုလ်ချုပ်ကြီးရပြည့်ပြန်ချရေးဝန်ကြီးဗိုလ်ချုပ်ဟောင်းမမအုပ်တို့နဲ့စစ်တပ်တို့အပတ်စဉ်နှစ်စနစ်တို့အတူတူတက်ခဲ့တဲ့သူဖြစ်ပါရယ်။အခုရွေးကောက်ပွဲအတွဲ policy ဇာတ်လမ်းတွေရိုက်ကြတဲ့တချင်းကမ်ပိန်းလှုပ်ရှားမှုတွေအကုန်လုံးကဦးသ တင်းထွန်းအောင်ကဦးစီးလုပ်ပါတယ်။ပြန်ကြားရေးဝန်ကြီးကလည်းသူ့ကိုပဲတာဝန်ပေးချတာအာဏာပါဝါပြနေတာသူပဲလို့ပြန်ကြားရေးဝန်ကြီးဌာနတရရင်မြစ်ကအရှင်းပြချဖြစ်ပါတယ်။တင်းထွန်းအောင်ဒီတစ်ဖက်တွင်လည်း Forever Grey အထူးထောင်သူ ဒုတိယအုပ်ချုပ်တာဝန်ခံသူဖြစ်ပြီးပင်တရာတွင်ရုပ်ရှင်မျိုးတော်တိဆောက်ကအမြင့်အကရပေါင်းများစွာပန်းစံထားသူဖြစ်ကြောင်းသိရပါသည်။ဆက်လိုက်ပြီးတော့ရန်ကုန်ပဘူအဆက်ရခိုင်မကွေးအဆက်နဲ့ရခိုင်အေရဝတီအဆက်တိုက်ပွဲများတွင်စစ်တပ်ဖက်ကနေအလံဖြူချောင်းသူဖမ်းဆီးရမည်သူနှင့်ချက်ပင်လာသူတစ်ခုပဲ82ဦးကျော်ကိုအေကဖမ်းဆီးရရှိခဲ့ပြီးစစ်တပ်ပန်းများကပေါ်လာဆွဲခံရတဲ့အသက်18နှစ်မပြည့်သေးတဲ့အထက်တန်းကျောင်းသားများပါဝင်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါရယ်။ ရခိုင်ပပိုးအစရခိုင်မကွေအစရခိုင်တဲ့ AOD အစတိုက်ပွဲများတွင်စစ်တပ်ဖက်ကနေအလံဖြူထောင်းအလဲဝင်သူဖန်ဆရာမိသူနဲ့ထပ်ပြလာတဲ့သူတပ်ဖွဲ့ဝင်ခွန်း၁၂ဦးကိုအေအေကဖန်ဆရာရှိထားကြောင်းအေအေကရှမနေ့ညပိုင်းမှာတရင်ချုပ်ပြန်ထားပြပါရယ် ရခိုင်ပဲခူးတိုင်းအစရခိုင်မကွေးတိုင်းအစနဲ့ရခိုင်အေရဗဒိနာအစတရင်းစကောင်းရှင်အထွတ်စင်းများကိုအရခတ်တော်ကခုခံစင်းများနဲ့အတူတံပြန်ထွတ်စင်းများဖြင့်အကောင်းဆုံးတုတ်ပြန်ရဲ့အရှင်ကြီးကြောင့်စကောင်းရှင်အမတရားတစ်ဖြင့်အတဲနမစမှုထံရဲ့ဆူဆောင်းချဲခံရတဲ့တဖွင့်အစ်တင်များဒီလဲတိုက်ခတ်လို့စိတ်မရှိပဲတိုက်ပွဲဖြစ်ပေါ်ရနေရများမှာအခွင့်အရေးရရင်ရတလို့နေစနေများချက်ပေးတဲ့အရှင်ကြီးကြောင့်ချိုးပြင်းစကောင်းစီဖက်ကနေစစ်သားများမှာအလံဖြူချောင်းလက်နဲ့ချက်ကအလေးဝင်ရောက်ရဲ့အရှင်ကြီးကြောင့်ချိုးတူတချို့တော်စစ်တပ်ဖက်မှတဖွင့်များကိုတိုက်ပွဲအတွင်း လက်နက်မဲ့လက်ရဖန်ဆင်းရရှိခဲ့ကြောင်းသိရှိရပါတယ်။ယခုနေ့နိုဝင်ဘာလ10ရက်နေ့မှနိုဝင်ဘာလ10ရက်နေ့အထိပကိုတိုင်းပန်တောင်မြို့နယ်ကပ္ပစ16နှစ်တပ်ဖွဲ့အတွင်းမှစကောင်းစစ်ဖက်ကနေအလန်းဖြူချောင်းတပ်ပြေလက်ရဖန်ဆင်းရမိသူစုစုပေါင်း16ဦးထိရှိခဲ့ကြောင်းသူပြင်းတခြားသောစစ်မြေပြင်တစ်ခုဖြစ်တဲ့ပကိုတိုင်းပန်တောင်မြို့နယ်ညောင်ချိုကျွအနီးလေးလာတောင်ပုံမကျင်းနေတပ်ပွဲများမှလည်းစကောင်းစစ်ဖက်ကနေအလန်းဖြူချောင်း တက်ပြေးလက်ဖန်ရရှိမိခဲ့သူစုစုပေါင်းဆယ်ဦးရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ9ရက်နေ့တွင်လည်းပဲခူးတိုင်းပန်တောင်မြို့နယ်ကပ္ပ66နီးနှင်းဆိုင်တပ်ပွဲများအတွင်စစ်တပ်ရဲ့ခမရ363တရင်မှစစ်သားလေးဦးကိုလည်းလက်ဖန်ဆင်ရမိခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့နိုင်ငံကံပြူဟာကုန်းရှိစစ်ကောမရှင်တပ်ရဲ့အမတ်ကိုစစ်မြေပြင်စစ်တရင်ခိုးလန့်အခြေစိုက်တပ်မတ်တက်ချက်မြို့မင်းချောက အရခတတော်ချမ်းအနေဝရနာခတ်ကြောင့်သိရပါတယ်။အလောက်ကျအော်တိုဘာလာ3ရက်နေ့မှာနိုဝင်ဘာလ9ရက်နေ့အတွင်းအေရအတိုင်းတောင်ပေါင်းမြို့နယ်တောင်ပေါင်းကလေးချင်းအနီးနဲ့ဒေးမြနာမြို့နယ်ဆက်ဆက်ရိုးချင်းနဲ့ချင်းအနီးတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဘအတမစကောင်စဖကနေထပ်ပြလာပြီးအောင်အေအေချန်တွင်ဖန်စီခံရသူ7020ကျော်နဲ့လက်နေချအလေးဝင်ရောက်သူ20ကျော်အထိရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်သားများမှခမရ4ခမရ5ခမရ6ခမရ10ခမရ35ခမရ80အစရှိတဲ့တမတ်66လက်အောက်ခတရင်များနဲ့အနောက်တောက်တိုင်းစထနာချုပ်ဗဒိန်လက်အောက်ခတရင်များဖြစ်ကြတဲ့ခလရ63အိမ်မဲခလရ181ပရိန်အစရှိတဲ့တရင်များမှထပ်ပြလာကြတဲ့သူများနဲ့လက်နေချအလေးဝင်ရောက်လာကြသူများဖြစ်ကြောင်း အဆိုပါအနေနဲ့ရလာသူများနဲ့ဖန်ဆီရမိခဲ့တဲ့စစ်သားများအလုံးကြီးပေါ်မှာရခုနှစ်အတွင်းအတင်းအဓမ္မစစ်မှုထမ်းပေါ်လာဆွဲဆင်းခံခဲ့ရတဲ့စစ်တပ်နဲ့ဆွေများဖြစ်ကြပြီးတချို့သောအသက်၁၈နှစ်မပြည့်သေးတဲ့သူများအထက်တန်းတက်နေတဲ့အကြောင်းသားများလည်းဖြစ်ကြကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ဘုဒ္ဓနေဇီတော်ရောင်မှစစ်တပ်စစ်ကြောင်းဆုတ်ခွာဖက်ပြီးနောက်နမရှင်လေးပြုလို့စဉ်စစ်သုံးဆပစ္စည်းများတိုက်စီရရှိခဲ့ပြီးစစ်ကြောင်းကမိုးရဖက်ကိုတားရောက်ပြီးတော့ပူပေါင်းပြီးတဲကုံရွာကြီးကိုမိရှုဖြစ်စင်းနေကြောင်းသိရှိရပါတယ် နိုယင်မလတရနေ့တွင်မော်ရွာမြို့နယ်နမခမချက်လာခဲ့တဲ့အကျန်းဖစ်စတဲ့စကြောင်းတွင်ဘုဒ္ဓရင်မြို့နယ်ဇီတောရွာ၌အခြေပြုတက်ဆွဲထားကနိုယင်မလ30နေ့နဲ့အစောပိုင်းတွင်ကျင်းရအတွင်းမှာပြည်နယ်ဆုတ်ခွာသွားခဲ့ကြောင်းသိရှိရပါသည်။ရှင်နေမြရှင်နေပြည်လုံးစင်အကျံဖက်စတာများကြင်ရှိခဲ့တဲ့သုံးဆောင်ပစ္စည်းများတက်စင်ရရှိခဲ့ကမြို့ရှုရှင်နေခဲ့ကြတရှိရပါတယ်။ ထိုစီတောင်းရွာကနေဆုတ်ခွာသွားခဲ့တဲ့စစ်ကြောင်းတွေမော်ရွာမြို့နယ်အတွင်းရှိအကျန်းဘက်စစ်တပ်စစ်ကြောင်းနဲ့အတွားရပူပေါင်းကအင်အား၂၀၀ခန့်ဖြင့်ယနေ့နှိုးရမလ၁၇ရက်နေ့အမွန်လယ်ပိုင်းတွင်တက်ကြီးကုံရွာကိုဝင်ရောက်စီးနှင်မိရှုဖြစ်စစ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။အကြမ်းဖက်တဆက်ပေမကုန်ကျွန်မပဲခတာနာကိုပြပါရှင်။နောက်ထပ်အပြည့်တွင်ပြပါတရိုင်းများကျွန်တော်ရဲ့တရိုင်းများနဲ့နောက်ဆုံးရဲ့အတရိုင်းများနဲ့အတူပြန်လာပါမယ်။ပရိသတ်များအားလုံးပဲရှင်ရက်ရှင်ရက်ကြပါစေရှင်။